အယိုးနှင့်အစိတ်အမြင့်နာကျင်ခြင်းအမြန်ဆုံးတတ်သားစီမဲအိမ်တွင်းကုထုံး10ခုအားလုံးပဲမင်္ဂလာပါ Dan Medical Mistake Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အယိုးနှင့်အစိတ်အမြင့်နာကျင်ခြင်းများအတွေ့အမြန်ဆုံးတတ်သားစီမဲအိမ်တွင်းကုထုံး10ခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်သင်ရဲ့အယိုးအစိတ်အမြင့်တွေမှာနာကျင်မှုတွေဖြစ်နေပြီဆိုရင်တော့ဒီလိုဖြစ်နေတာဟာသင်တယောက်တည်းမဟုတ်ပါဘူးကမ္ဘာအနှံ့ကလူပေါင်းတန်းချီအောင်နေစင်းနေအမြတ် ်ခန္ဓာကိုယ်နေရာမျိုးစုံမှာအယိုးအဆစ်ရောင်ရမ်းကြိုက်ခဲမှုတွေကိုခံစားနေကြရတာပါတင်းဟာဆရာဝန်ပြနေပြီဆိုရင်တော့တင်းဆရာဝန်ကနာကျင်မှုကိုတတ်တာစေဖို့ဆေးတွေပေးထားပြီးသားဖြစ်မှာပါဒီလိုမဟုတ်ပဲတင်းမလို့ခြင်းနဲ့ဒီဝေဒနာလက္ခဏာတွေကိုအိမ်မှာနေရင်ပျောက်ကင်းသွားကြလို့တဘာဝနီလန်းကိုရှာဖွေနေတယ်ဆိုရင်တော့ဒီဗီဒီယိုကတင်းအထွက်ပါလူတော်တော်များများမသိကြတဲ့ဈေးကြီးတစ်ခုလည်းပါလို့အစိတ်အမြင့်နာကျင်တဲ့ ဝေဒနာခံစားနေကြတဲ့သူတွေအနေနဲ့အဆုံးထိကြည်သွားဖို့တိုက်တွန်းပါရခင်ဗျာနံပါတ်၁စားခါရည်စိန်ချင်းနာကျင်ကြိုက်ခဲနေတဲ့နေရာကိုစားခါရည်စိန်ဖို့ပါပဲစားခါလို့ခေါ်တဲ့မက္ကနီဆီယမ်ဆာလာဖိတ်ကိုကြွက်သားနာကျင်မှုအစဲရောင်ခြင်းနဲ့အယိုးအစဲကြွက်သားအာယုံကျော်ရောင်ရမ်းနာတွေကိုကုသဖို့အသုံးပြုလာတာဟာရာစုနှစ်ပေါင်းများစွာရှိပါပြီ စားခါမှာအဓိကပါဝင်တဲ့မက္ကနီဆီယမ်ဟာကြွက်သားကိုပြေလျော့စေပါတယ် အမေရိကန်နိုင်ငံလူဦးရေရဲ့90ရာခိုင်နှုန်းဟာမက်ဂနီဆီယမ်ချို့တဲ့မှုဖြစ်နေကြတဲ့အတွက်စားကားစိန်ခြင်းဟာကနာကိုအတွင်းကမက်ဂနီဆီယမ်ပမာဏကို မျှတစေပြီးအယိုးအဆင်နာကျင်မှုအပါအဝင် ရောဂါအများကြီးကိုတတ်တာစေပါတယ်။စားကားစိန်ဖို့အတွက်ချိန်တွယ်ကွမ်းနဲ့စားကားတစ်ခွက်ဒါမှမဟုတ်နှစ်ခွက်ကိုရင်နွေးထဲထည့်ပေးပြီးကိုယ်ကြိုက်သလောက်အချိန်ပမာဏစိန်ပေးလို့ရပါတယ်။နံပါတ်2တဘာဝသေအိုးသေဖို့ရင်နွေးခြင်း တဘာဝထွက်ကုန်တွေနဲ့လှုပ်ထားတဲ့ရင်းနှွေးချမ်းတော်တော်များများမှာအယိုးအဆင့်နာကျင် ရောင်ရမ်းမှုတွေကိုတတ်တာစေတဲ့ဒရပ်ပေါင်းတွေပါဝင်နေပါတယ်။ဥပမာပြောရရင်တော့ဂျင်းရင်းနှွေးချမ်းဟာဖီနောပါဝင်မှုများတဲ့အတွက်ကိုခံအားစနစ်မှားယွင်းမှုကြောင့်ဖြစ်တဲ့အယိုးအဆင့်ရောင်ရမ်းနာနဲ့အယိုးပျက်စီးမှုကြောင့်ဖြစ်တဲ့အယိုးအဆင့်ရောင်ရမ်းနာဝေဒနာခံစားနေရတဲ့သူတွေကိုယောဂဝေဒနာတတ်တာစေပါတယ်။နှင်းစီဘူးရင်းနှွေးချမ်းကလည်း လက်တိုလစ်ပိတ်ပါဝင်မှုကြောင့်ရောင်ရမ်းမှုကို ရော့ချစေပါတယ်။ဂလက်တိုလစ်ပိတ်တွေဟာအယိုးစိရောင်ရမ်းနာနှမျိုးစလုံးနဲ့ဆက်ဆံနေတဲ့နာကျင်မှုကိုလည်းရှော့ချနိုင်ပါတယ်။မိုးမခတိခောက်ရင်ရွေးချမ်းဟာလည်းနာကျင်မှုဝေဒနာကိုရှော့ချပေးနိုင်တဲ့သဘာဝအပင်ထွက်ရင်ရွေးချမ်းတစ်မျိုးဖြစ်ပါတယ်။နံပါတ်3ရောင်ရမ်းမှုကိုကြားစေတဲ့အစာအစာများ အထွေထွေကျန်းမာရေးတိုးတက်စေဖို့အတွက်ကျန်းမာရေးနဲ့ညီညွတ်ပြီးရောင်ရမ်းမှုကို ရော့ချစေတဲ့အစားအသောက်တွေကိုရွေးချယ်စားသုံးလို့ရပါတယ်ပထမဆုံးအနေနဲ့ဤအစင်းစင်းနဲ့ပြုပြင်ထားတဲ့အစားအသောက်တွေမှာတွေ့ရတဲ့တကြားပြုပြင်တန့်စင်ထားတဲ့ကာဘိုဟိုက်ဒရိတ်နဲ့တာချေခံဆေးစားသုံးမှုတွေကိုအချောချာသင့်ပါတယ်အရာတွေကို စားမဲ့အစားအသီးအနှံဟင်းသီးဟင်းရွက်ငါးပဲအမျိုးမျိုးအစိအစံများ ကျမရင်းနဲ့ညီညွတ်တဲ့အစီနဲ့တဘာဝဂျုံနဲ့ဂျုံထွက်ပစ္စည်းတွေကိုစားပေးသင့်ပါတယ်။ဒီအစားအစာတွေကကျမရင်းနဲ့ညီညွတ်တဲ့ဘဝနေထိုင်မှုကိုပုံဖော်ပေးပြီးမလိုအပ်တဲ့ရောင်ရမ်းမှုတွေကိုချော့ချပေးပါတယ်။ဒီလိုပြုပြင်ထားတာမဟုတ်တဲ့တဘာဝထွက်အစားအစာတွေကိုပုံမှန်စားသုံးပေးသွားရင်သင်အရိုးအဆိပ်တွေကကျန်းမာတန်ဆွမ်းနေမှာပါ။နံပါတ်၄အပူအအေးကုထုံးနောက်ထပ်နီလန်တစ်ခုကတော့အပူအအေးကုထုံးပါ။ ဒီအပူအေးကုထုံးရဲ့ကုသနီးကတော့တွေးလဲပတ်မှုကိုပိုကောင်းစေတာပါအပူကုထုံးကိုလှုပ်တဲ့အချိန်မှာတွေးလဲပတ်မှုကမြန်သွားပြီးအေးကုထုံးကိုလှုပ်တဲ့အချိန်မှာတွေးကြောတွေကကျုံသွားပြီးနာကျင်နေတဲ့နေရာကတွေးတွေကိုတခြားနေရာကိုတွန်းပို့ပေးပါတယ်ဒီလိုလှုပ်ချင်းအပြင်ပူလိုက်အေးလိုက်အခြေအနေကိုဖန်တီးပေးလိုက်တဲ့အခါမှာ ကြီးခိုက်ထားတဲ့နေရာကအစိတ်အတောက်တွေကိုရေစုပ်ဆက်နဲ့စုပ်ထုပ်လိုက်သလိုပဲဖြန့်ထုတ်လိုက်နိုင်ပြီးနာချင်းရောင်ရမ်းနေတဲ့အစိတ်အမြစ်တွေကိုအမြန်ဆုံးသတ်သားစေတာဖြစ်ပါတယ်။နံပါတ်5 Omega 3 fatty acid Omega 3 fatty acid တွေဟာရောင်ရမ်းမှုကိုကျစေတဲ့ drug ပေါင်းတွေဖြစ်လို့အစိတ်အမြစ်နာကျင်မှုတွေကိုတတ်တာစေတဲ့နေရာမှာအရေးပါတဲ့ကဏ္ဍကပါဝင်ပါတယ်။လေလာချက်တစ်ခုအရငါးရဲ့အစိနဲ့ပြုလုပ်ထားတဲ့အာဆေးတွေကိုတောက်တဲ့သူတွေဟာ နာကျင်ခံစားရမှုပိုသက်သာတယ်လို့သိရပါတယ်။ဒီလိုနီးတူလေလာမှုတစ်ခုကလည်းတစ်နှစ်ကို Omega 3 2.6g လောက်ပဲနေ့စဉ်စားရင်တောင်မှတစ်နှစ်နေရင်ဒူလာယောဂအအတွက်ဆေးသောဖို့လိုအပ်ချက်ကိုချော့ချနိုင်တယ်လို့ဆိုထားပါတယ်။သင်ဆရာဝန်ကအကြံပြုရင်တော့ငါအစီနဲ့လှုပ်ထားတဲ့အားစေးကိုတောက်ဖို့စဉ်းစားသင့်ပါပြီ။ဒါမှမဟုတ် Omega 3ပမာဏများတဲ့အစာအစာတွေကို စားပြီးလဲရပါတယ်။ဒီလိုအစာအစာတွေကတော့ Salmon ငါ, တူနာငါမာဟီမာဟီငါငါတက်တာငါအဆံများအစိတ်များတန်လွင်စီ ထောပတ်သီးတို့ဖြစ်ပါတယ်နံပါတ်6ကပ်ဆေဆင်ခရင်နောက်တနည်းကတော့ကပ်ဆေဆင်ခရင်လိမ့်ဖို့ပါကပ်ဆေဆင်ဆိုတာငရုတ်သီးတောင်းမှာပါတဲ့နာကျင်ကြိုက်ခဲမှုကိုတတ်တာစေတဲ့ဒရပောင်းတစ်ခုဖြစ်ပါတယ်။လေးလာချက်တစ်ခုအရာကပ်ဆေဆင်ခရင်၃ညတသမ၃ည2.5ရာခိုင်နှုန်းပါဝင်တဲ့လိမ့်စဲလိမ့်တဲ့လူနာတွေမှာကိုခံအားစနစ်ကြောင်ဖြစ်တဲ့ အယုတ်အဆက်ရောင်ရမ်းနာကျင်မှုငါးစခွန်ရာဂိုင်းနှုံးနဲ့အယုတ်ပြက်စီးမှုကြောင့်ဖြစ်တဲ့အယုတ်အဆက်ရောင်ရမ်းနာကျင်မှု33ရာဂိုင်းနှုံးကိုတတ်တာစေတယ်လို့သိရပါတယ်။ပါဝင်စမ်းသပ်ခံသူတွေထဲမှာနှစ်ယောက်ကတော့ပူတဲ့ဒဏ်ကိုမခံနိုင်လို့ထွက်လိုက်ရပေမဲ့အားလုံးကိုချုပ်ကြည့်ရင်တော့ကောင်းမွန်တဲ့ရလဲရတာများပါတယ်။ဒါကြောင့်တင်းရဲ့နာကျင်နေတဲ့အယိုးအစစ်တွေမှာဒီဆေးကို လိမ့်ဖို့လဲစဉ်းစားသင့်ပါတယ်။နံပါတ်9နနွင် နနွင်းအကြောင်းထက်မပြောဘဲနဲ့တော့ဒီဗီဒီယိုကိုလုံးလုံးမရပါဘူးနနွင်းဟာတဘာဝအိမ်တွင်းဆေးတွေရဲ့ဗရင်လိုတော်နာမည်တွင်ပါတယ်ဒါကလည်းနနွင်းရဲ့အယောင်ကျစေတဲ့ဗိုင်းရပ်ပိုးတွေကိုကာကွယ်နိုင်တဲ့ဗဒီရီယာပိုးတွေကိုသေစေတယ်အန်တီအောက်ဆီဒန့်ပမာဏများတဲ့ဂုဏ်သတ္တိတွေကြောင့်ပါပဲအယုတ်ပျက်စီးမှုကြောင့်ဖြစ်တဲ့အစစ်မြစ်ရောင်ရမ်းနာအကြောင်းနဲ့ပတ်သက်ပြီးလေးလာချက်တွေအရာနနွင်းအနှစ်ဟာကုထုံးတစ်ခုဖြစ်ပြီးနာကျင်ကြိုက်ခဲမှုလက္ခဏာတွေကိုတတ်တာစေပါတယ် နှစ်နှွင်းကိုခန္ဓာကိုယ်ကဆုပ်ယူနိုင်စွမ်းသိမ့်မရှိတဲ့အတွက်နှစ်နှွင်းနဲ့ပြုလုပ်ထားတဲ့အားဖြင့်ဈေးတွေမှာတော့ခန္ဓာကိုယ်စနေထဲဝင်ရောက်နိုင်မှုပိုကောင်းအောင်ငရုတ်ကောင်းတဲ့တွဲလုပ်တတ်ပါတယ်။တင်းဆရာဝန်စီကခွင့်ပြုချက်ရရင်တော့နှစ်နှွင်းကိုအားဖြင့်ဈေးအပြည့်သုံးဆွဲပေးဖို့စဉ်းစားသင့်ပါပြီ။နံပါတ်၈ယောဂကစားခြင်းယောဂကစားခြင်းကလည်းအယိုးအဆင့်နာခြင်းကိုတတ်သားစေတဲ့ကုထုံးတစ်ခုဖြစ်ပါတယ်။ကြွက်သားတွေတင်းမာနေပြီးအာမကောင်းနေတာကလည်းအယိုးဆဲတွေကိုနာကျင်ကြိုက်ခဲစေပါတယ်။ ဒါကိုတော့အကျောလျှောက်လေ့ကျင့်ခန်းတွေနဲ့ကိုးသားလို့ရပါတယ်။ယောဂကျင့်စဉ်တွေနဲ့အယိုးအဆင့်ပြဿနာတွေကိုချော့ချယုံတင် မကောက်ဘူး။အချင်းပြောက်သွားအောင်မှလုံလုံရနိုင်ပါတယ်။အယိုးအဆင့်နာကျင်မှုတွေခွဲစိတ်မှုတွေလုပ်တဲ့လူနာတော်တော်များများကမလိုအပ်ပဲလုံဖြစ်သွားကြတာပါ။တကယ်တော့ဒီလိုပြဿနာတွေကိုယောဂကျင့်စဉ်ပုံမှန်လုပ်ပြီးကိုးသားလို့ရပါတယ်။ဒုစရောင်ရမ်းနာကျင်ခြင်းနဲ့ယောဂအကြောင်းလေးလာမှုတစ်ခုအရာယောဂလုပ်ခြင်းဟာဒုနာခြင်းကိုတတ်တာစေတယ်။ တောင်တင်းနေတာတွေဖြေလျှော့ပေးသလိုလှုပ်ရှားမှုကိုတိုးတက်ကောင်းမွန်စေလို့အစိမ့်အမြင့်ရောင်ရမ်းနာဖြစ်သူတွေကိုကျမ်းမာတန်ဆွမ်းစေတယ်လို့ဆိုပါတယ်။နံပါတ်၉အဆိုင်ကူထုံးနောက်ထပ်နီလန်တခုကတော့အဆိုင်ကူထုံးမှာအဆိုင်ကူထုံးကိုယောဂတော်တော်များများအတွက်တဘာဝကူထုံးအနေနဲ့အသုံးပြုလာခဲ့တာဟာနှစ်ပေါင်းများစွာကြာပါပြီ။ပါးလွှားတဲ့အကလေးတွေကိုခနာကိုယ်ထဲစိုက်ပေးတဲ့ဈေးအစားထိုးကုသနီတစ်မျိုးပါ။ အယုတ်ပြည့်စည်မှုကြောင့်ဖြစ်တဲ့ဒုစင်ရောင်ရမ်းနာလူနာတွေအပေါ်အဆိုင်ကူထုံးရဲ့တယောက်မှုကိုလေးလာထားတဲ့စံသက်ချက်တစ်ခုအရာစံသက်ခံသူတွေဟာဒုစင်လှှရှားမှုမှာ ရေတိုရောရေရှည်ရောထိရောက်တဲ့တတမှုတွေရှိတယ်လို့တွေ့ရလို့ကောင်းမွန်တဲ့ရလဲလို့ပြောရမှာပါနံပါတ်30တန်လွင်စီဖြင့်နှိမ့်နေခြင်းဒီကူသားနီကိုတော့ကိုယ်အိမ်မှာနေပြီးစက်တောင်းတတလှုပ်လို့ရပါတယ်တီရှူးအထွင်းပိုင်းအထိထိရောက်နှိမ့်ခြင်းဟာ အဲ့ဒီနေရာတဝိုက်ကသွေးလဲပတ်မှုကို တိုးမြင့်ပြီးလို့အယိုးအဆင့်နာကျင်မှုတွေကိုတတ်တာစေပါတယ်နှိမ့်တဲ့အချိန်မှာတန်လွင်စီကိုတုံးတာကပိုတောင်ကောင်းပါသေးတယ်ဘာဖြစ်လို့လဲဆိုတော့တန်လွင်စီမှာရောင်ရမ်းမှုကိုကြားစေတယ်အော်လီရိုပင်လို့ခေါ်တဲ့ဒရပ်ပေါင်းတစ်ခုပါဝင်လို့ပါတလားတာစောင့်ကြည့်လေးလာမှုတစ်ခုအရာယာနုံးဖြစ်တဘာဝတန်လွင်စီကိုဒူးမှနေစဉ်လိမ့်ပေးတဲ့အမျိုးသမီးတွေဟာတခြားဆေးလိမ့်တဲ့သူတွေတက်ဝေဒနာပိုတက်တာတာကိုတွေးရပါလေ ပေကြံမှုတွေနည်းနည်းရှိမှဖြစ်ပေမဲ့အယိုးအဆက်နာကျင်မှု ဝေဒနာကိုပျောက်ချင်ရင်တော့လုံကြီးသင့်တဲ့နီလန်းကောင်းတစ်ခုပါပဲ။ကဘာအနှံ့ကလူပေါင်းတန်းချီဟာအယိုးအဆက်နာကျင်ကြိုက်ခဲမှုတွေနဲ့အဆက်အမြင့်ရောင်ရမ်းသောဝေဒနာတို့ကိုပျောက်ကင်းသွားဖို့တဘာဝနီလန်းမျိုးစုံကိုရှာဖွေနေကြတာပါ။ဒီတော့လူကြီးမင်းတို့အနေနဲ့ဒီနေ့ပြောပြသွားတဲ့အယိုးနဲ့အဆက်အမြင့်နာကျင်ခြင်းများအတွက်အင်တွင်းကုထုံး၁၀ခုအကြောင်းကိုကျမ်းမာရေးဘုဟုတ္တရအနေနဲ့သိရှိသွားမယ်လို့ယူဆပါတယ်။ နောက်ပတ်တွင်မှလည်းလူကြီးမင်းတို့ရဲ့ကျမရေးဆိုင်ရာဗဟုသုတရစရာဗီဒီယိုတွေကိုအဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ Dan Medical Mistake Channel ကိုဆက်လက်စောင့်ကြည့်ပေးပါဦးခင်ဗျကျွန်တော်တို့ရဲ့ Dan Medical Mistake Channel မှာတင်ဆက်ပေးနေသောကျမရေးဆိုင်ရာအကြောင်းအရာများသည်ဆရာဝန်တွေကိုယ်တိုင်တီးဖြတ်ထားတဲ့တိကျမှန်ကန်တဲ့သတင်းချက်လက်တွေသာဖြစ်တဲ့အတွက်မိတ်ဆွေများအနေနဲ့ယုံကြည်စိတ်ချစွာလေးလာမှတ်သားနိုင်ပါတယ် Dan Medical Mistake YouTube Channel ကို Subscribe လုပ်ထားပြီး Dan Medical Mystic Facebook page ကိုလည်း like and follow လုပ်ပေးထားဖို့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။